တော်ကောပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကတော့ Wines Back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါဗျ။ပြည်သက်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တော့ Out အကန့်အသတ်မရှိတဲ့ Mount Ready တွေနဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ Wines Back ကို download လုပ်ပြီးတော့မှ Soccer House MN Promo ကုန်းနဲ့အတူအကောင့်ဖွင့်ကစားနိုင်ပါတယ်။ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ် ရယူနိုင်တဲ့ဆိုတဲ့အကြောင်းလေးလည်းသတင်းကောင်းပါချင်ပါတယ်။တခြားအားကစားနည်းတွေပြင်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားပြည့်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒါ Jogger နဲ့ပတ်သက်တဲ့အမြင်လေးတွေကိုကျွန်တော်နဲ့အတူကိုရရင်ကဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် မင်္ဂလာပါကိုကြီး။ Okay မင်္ဂလာပါဗျ။ Okay အာဆင်နယ်ကတော့ကျွန်တော်တို့ဒါ international break ဒုတိယတစ်ဖက်ဝင်လာချိန်မှာတော့အမှတ်ပေးစရာထိတ်ဆုံးနေရာကိုသူပြန်ပြီးတော့ယူနိုင်ခဲ့တယ်။ဒီဟာဒီ overall performance ရပြောမယ်ဆိုလဲပြိုင်ပွဲ၃ခုလုံးမှာတော်တော်အခြေအနေကောင်းတယ်ပေါ့နော်။ Premier League မှာလည်းဒါခုနှစ်ပွဲကစားပြီးမှအမှတ်ပေးစရာထိတ်ဆုံးနေရာကိုရထားတယ်။ Champions League မှာလည်းနှစ်ပွဲဆက်နိုင်ပြီးတော့ League Fit မှာဒီထိပ်ပိုင်းမှာရပ်တည်ရယ်။ League Plus ပြိုင်ပွဲမှာလည်း4ဖေးကိုတော်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 နဲ့နိုင်ထားရယ်ဆိုတော့တသင်းလုံးရဲ့စွမ်းဆောင်ရည်ရရလက်တည်ရအားရစရာကောင်းပြီမယ်။ကျွန်တော်တို့ဒါ ဝေဘန်တန်လေးတွေထွက်လာတဲ့ဇကားလေးတွေလည်းကြားရတယ်ပေါ့ဒါကသူတို့ရဲ့တိုက်စစ်မှုတွေယောဂရက်ရဲ့အနေထားထင်တယ်လို့အလုံးမဖြစ်ဘူးလားဆိုတော့တန်တရာမေကွန်းလေးတွေပေါ့နော်ကြားနေရဆိုအော်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ယောဂရက်ရဲ့ရှင်နေပုံမှာဒီဟာဒီသူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်တွေပြောပြပါဦးဟုတ်ကဲ့ပါကျွန်တော်ဒါယောဂရက်ကပြောင်းရွှေ့ကြီးကဒါ64သန်းနဲ့ပြောင်းလာတာပေါ့နော်အာဆင်နယ်မှာလည်းဒီပြောင်းရွှေ့ကြီးအဖြစ်နဲ့ထိတ်တန်းပြောင်းရွှေ့ကြီးအနေနဲ့ပြောင်းလာတယ်နောက်တစ်ခုကကျတော့မျောလင့်ထားလာခြင်းလည်းနည်းနည်းလေးမတူလို့ဖြစ်မဲ့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့အာဆင်နယ်မှာပြီးခဲ့တဲ့ နေရာဒီအတွင်းဒီတိုက်စစ်နဲ့ပတ်သက်ပြီးတော့ဘယ်သူ့ကိုမိခိုးရမလဲဘယ်သူကအချိန်တန်ရင်ဂိုးသွင်းပေးမလဲဟုတ်ကဲ့ဂိုးရဖို့ခက်တဲ့အချိန်မှာကြာရင်ဘယ်သူ့ကိုလည်းညှိုးထိုးရင်ဒီသူကတော့ဂိုးသွင်းနိုင်ပါတယ်ဆိုတာပေါ့တော့အနည်းဆက်ဆုံးကျွန်တော်တို့ဒီဘက်မှာဆိုရင်မူဆာလာတို့ဒါအတင်းကိုကျင်းတဲ့ချက်ထဲကြာရင်အများအားကယ်တင်ပေးနိုင်တယ်တရားစီလုံးလောင်းထန်းအနေနဲ့ကြည့်မယ်ဆိုရင်လည်းမူဆာလာဟာဒါလီဗာပူးသင်းရဲ့ထိတ်တန်ဂိုးသွင်းရှင်ဖြစ်ပုံမှန်ရက်တင်နိုင်တယ်ဟုတ်ကဲ့မန်စီးတီးဆိုရင်ဒါဟာလန်ပေါ့ဟာလန်ကဒါ ဂျင်းတဲ့ကြက်ထမကိုတင်နိုင်တယ်လို့တရားဒီအတွင်းတွင်းကုန်းလုံးကိုကြည့်မယ်ဆိုရင်လည်းဒါတခြားအသင်းပေါ်ပြီးပူပြီးမှများတယ်နောက်တခြားအသင်းတွေလည်းဒီလိုမျိုးပါပဲကျွန်တော်ဒါအစ်ဆက်တို့ရှိခဲ့ပါဘာနီကာဆယ်ဆိုတော့ဒီကာဆယ်မှာအစ်ဆက်ကိုရှိမယ်တခြားအသင်းတွေမှာဆိုလည်းဥပမာမန်ချက်စတာယူနိုက်တက်ဆိုလည်းဟွာလန်တို့ကတော့မွေးတာပဲမွေးတာဒါပေမဲ့ဖြစ်လာမဖြစ်လာခဲ့တာပေါ့နော်ဟိုဒါဒီယာဒီမှာလည်းဆက်စကိုမွေးတာဒါပေမဲ့အာဆင်နယ်နဲ့အာတီတာတို့ရဲ့ဒီနောက်ပိုင်းဒီနောက်ပိုင်းနှစ်တီမှာကြတော့ကျွန်တော်ဒါသွားတဲ့ပုံစံကြီးကတခြားအသင်းတွေနဲ့မတူဘူးကိုရဖို့ကိုကျွန်တော်ဒီတူးတယောက်တည်းကို ညှော်လင့်တာခိုးထားတဲ့ပုံစံသူကကြတော့တသိန်းလုံးရဲ့ကိုသွင်းအားကိုပို့ပြီးတော့မိခိုးထားတာကျွန်တော်တွေ့ရတာပေါ့နော်ဟိုလက်ရှိမှာဆိုရင် Yogres နဲ့ပတ်သက်ပြီးတော့မှဝေဖန်နေနေထွက်လာတယ်ဆိုတာကြတော့လေသူရဲ့ပြောင်းရွှေ့ခြင်းအနေထားကျွန်တော်ခဏတုန်းကပြောတဲ့ဒီမူဆလာတို့ဟာလန်တို့ level နဲ့သွားနိုင်ထားတဲ့အခြေအနေတခုမှာရထားတဲ့ကိုကကြတော့ပြန်ပွဲကြရ10ပွဲကစားတယ်အဲ့10ပွဲမှာဒါကျွန်တော်နောက်ဆုံး6ပွဲဆက်9ပွဲပျောက်ခဲ့တယ်ပထမဆုံး4ပွဲမှာ3ပွဲရခဲ့တယ် အဲ့၃ဂိုးထဲမှာပင်နယ်တီတကူးပါတယ်ဆိုတော့အချက်လက်တွေကျွန်တော်ကြည့်တော့နောက်ဆုံး၆ပွဲဆက်ပြိုင်ပွဲရရမှာနောက်ဆုံး၆ပွဲဆက်ဂိုးပေါက်ပျောက်ထားတဲ့အခြေအနေကြောင့် ဒါ your press ကိုကျွန်တော်ဒါဝေဖန်လာတာဒါတိုက်စစ်မှုတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ဂိုးသွင်းအားကျလာတဲ့အချိန်မှာဝေဖန်မှုတွေရောက်လာမှာပဲဒါရောက်လာတော့မဆန်းဘူးเนาะဒီလိုဝေဖန်တာကလည်းဖက်ကြည့်မယ်ဆိုကစားမထွက်လဲဟိုအပြူသူဘောဆောင်တဲ့ချက်တွေလည်းအများကြီးပါပဲဘာလို့လဲအတင်းရလက်ကောင်းနေတဲ့အချိန်မှာမေးပြီးတော့မှလှုပ်လို့တော့မရဘူးသူတိုင်းလည်းဂိုးသွင်းအားစူးစမ်းရမှာဂိုးသွင်းအားတက်ဖို့စူးစမ်းမယ်ဆိုတဲ့လက္ခဏာပေါ့เนาะအဓိကကျွန်တော်ပြောချင်တာကကြတော့ဒီတခြားအတင်းကတိုက်စစ်မှုတွေနဲ့ရှင်မယ်ဆိုရင်တော့ your press ရဲ့ဂိုးသွင်းအား ဒါဝေဖန်မယ်ဆိုရင်ဝေဖန်စရာရှိပါတယ်မတူညီတာတကူကတော့အစင်တွေကအထိသားကကြတော့ဒီတယောက်ထဲရဲ့ဂူသွင်းအားကိုမိခူရာတဲ့ဆိုင်သူကတင်းလုံးရဲ့ဂူသွင်းအားကိုပိုးရမမိခူရာအောင်ကျွန်တော်လက်ရှိအစင်တွေကဒါကျွန်တော်ပရီးမီးယားလိမှာဆိုရင်ဒါ၁၄ဂူဟုတ်ကဲ့ဆာ၁၄ဂူသွင်းထားတယ်၁၄ဂူမှာဆိုရင်ယော့ကရက်ဆက်သွင်းဂူက၃ဂူပဲပါတယ်ဒါသူကအများဆုံးပဲဒါကျွန်တော်တခြားကစားသမားတွေကြည့်မယ်ဆိုရင်၂ဂူ၃ဂူစာပြင်စာကားပါမယ် မာတင်နီပါမယ်ဇူဘီမန်ဒီရှိမယ်ဇူဘီမန်ဒီဆိုတာမထင်မှတ်ဘူးဒါငကိုသွင်းတာလေဇူဘီမန်ဒီရဲ့ဒီ expected goal က1.21လောက်ပဲရှိတယ်ပြောချင်တာတကူရမယ့်အနေထားတော့မရှိတဲ့အနေထားကန်ရတဲ့အနေထားဒါပေမဲ့ဇူဘီမန်ဒီဆိုလဲဒါငကိုရခဲ့ဆိုဒီတကွင်းလုံးရဲ့အနေထားကျွန်တော်ကြည့်မယ်ဆိုရင်ဒါဇူဘီမန်ဒီဆိုတာကွင်းလယ်မှာ line အနေဆုံးကစားတဲ့ကစားမှာဒီကစားမားစီကနေလဲကိုရထားတယ်ဒီ left number 8 right number 8ဒီမှာကစားထားတဲ့ကစားမားစီကလဲဒါကိုရထားတယ်ဆိုအစင်နယ်ကတော့တသင်းလုံးရဲ့ဂူတင်အကူ မိကိုပြီးတိဆောက်ထားတဲ့အတွက်ယောဂရက်ဂိုးသွင်းအားကျလာတာကအာဆင်နယ်ရဲ့ပြဿနာတော့လောလောဆယ်တော့မဟုတ်သေးဘူးဒီအတွက်ဒါယောဂရက်အနေနဲ့ဘယ်လိုပြောမလဲသူအကောင်းဆုံးပုံစံကိုထပ်ပြီးတော့မှစူးစမ်းခွင့်အတွက်ပေါ့နော်ဒါဖိအားသိပ်ပြီးမရှိဘဲနဲ့စူးစမ်းခွင့်ရှိသေးတယ်လို့ကျွန်တော်ထင်တယ်ဗျဟုတ်ကဲ့ပါဒီလိုဝေဘန်တန်နေရောက်လာတယ်ဆိုတာလည်းသူ့ပေါ်မှာထားတဲ့ expectation level အရင်မြင်တာလည်းစိုက်ပါတယ်ဘာလို့သူ sporting မှာလောက်ပြခဲ့တာကြီးကတော်တော်ကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုံးပိုင်းစားတော့သူ့ကိုလည်းဒီ premier league ရောက်လာရင်လည်းအဲ့လိုဂိုးသွင်းနှုံးနည်းနဲ့လာမယ်လို့ ိတ်သက်တွေကတော့မျောလင်းကြတာပေါ့လေဒါတော့ဖြစ်နိုင်ဘူးဖြစ်နိုင်ချင် imminent နဲတဲ့ကိစ္စဘာလို့ဆိုတော့ lease တန်းချင်းကွာတယ်ကစားတဲ့ပြိုင်ဘက်အသင်းနေနေထားချင်းကွာတယ်ခန်းစစ်စားမတွေအကြီးသေးကွာတယ်ဆိုတော့အဲ့လောက်မဟုတ်ရင်တော့ပါဗျာဒီမှာဒီထိတ်တန်းကိုက်စစ်မှုတွေနဲ့အပြိုင်ဒေါ်ကတ်ကို goal သွင်းမယ်လို့ယူဆခဲ့ပေမဲ့ထင်သလောက် goal တွေမရဘူးဒါမဲ့သူ့စီမှာကျွန်တော်ဘာတွေတွေ့ရလဲဆိုတော့တော်တော်လေးကို present လုပ်တဲ့အပိုင်းဒီမှာအာကောင်နာမျိုးပြီးခန်းစစ်မှာလိုက်ပြီးတော့ clear run တွေလုပ်တာမျိုးတွေပြီးရင်ဒီ header clear run တွေလုပ်တာမျိုးတွေဒီ defensive awareness တွေမှာတော့တိုက်စစ်မှုတယောက်အနေနဲ့တော်တော်ကောင်းတယ်ပြီးတော့ဒီထိတ်ကနေစပြီးတော့ပြိုင်ဘက်ကို present လုပ်တဲ့အပိုင်းတွေမှာလည်းတော်တော်အားရစရာကောင်းတယ်ဒါတွေကတော့တစ်ဖက်ကနေပြီးရင်ဒီ Arsenal မှာပြောင်းလဲလာတဲ့အပိုင်းလို့ထင်တယ်ပြီးတော့နောက်တစ်ချက်ကကိုရင်းထောက်ပြခဲ့တဲ့ Arsenal ကတအုပ်တယောက်ပေါ်မှာမိခိုထားတဲ့အသင်းမဟုတ်ပြီးခဲ့တဲ့300ဒီလောက် Arsenal အသင်းကဒီဒုတိယရခဲ့တဲ့ထဲမှာလည်းပထမဆုံးရသည်ထင်တယ် Salah and Saka တို့ Martinelli တို့15ဂိုးလောက်ရခဲ့တာဒါဘူအများဆုံးပေါ့နော်တွန်းနိုင်ခဲ့တာမနှစ်ကဆိုရင်10ခွေးကျော်တဲ့ကစားသမားတော့မရှိဘူးဒုတိယနှစ်မှာဆိုရင်ကိုင်ဟန်ဗတ်လာ73ခွေးလောက်ရခဲ့တယ်ဆို ။အဲ့ပုံစံကိုနည်းနည်းလေးထပ်ပြီးတော့တိုက်စစ်မှုတစ်ယောက်နဲ့ပြောင်းလဲကြည့်တဲ့အနေအထားမှာလောလောဆယ်မှာဟိုတိုက်စစ်မှုတစ်ယောက်စီကနေမျောလင်းသလောက်ဂိုးတွေမရဘူးဆိုတော့အတန်လေးထွက်လာ။ဒါကတော့တခြားဒီကိုယ့်ရဲ့ဒီပြိုင်ဘက်အသင်းတွေကလည်းစောင့်ကြည့်နေတဲ့ဟာတွေလည်းပါမှာပေါ့နော်။အာဆင်နယ်ပြိုင်သက်တွေကတော့ဒါကိုလက်ခံချင်မှလက်ခံတယ်။ဘာလို့လဲဆိုတော့သူတို့တိုက်စစ်မှုကိုဆက်ပြီးတော့မျောလင်းအောင်ဒီအချိန်တွေကအရင်ကြီးစိုးရတယ်လို့တော့လည်းကျွန်တော်အမြင်တော့မထင်သေးဘူး။အဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်ရဲ့အမြင်လေးပေါ့နော်အာဆင်နယ်သွားနေတဲ့စစ်တမ်းအာဒီတာသွားနေတဲ့စစ်တမ်းနဲ့ပတ်သက်ပြီးတော့ဘာတွေထပ်ပြီးတော့အာဒီတာအနေနဲ့ ယောဂရက်ဂိုးတွေရအောင်ဘာတွေသူအနေနဲ့ပြောင်းလဲပေးဖို့လိုမလဲဒီဘိုင်းလေးလည်းပြောပြပါအောင်အဓိကတော့ဘောလုံးများများရောက်ဖို့လိုတော့ဘူးเนาะယောဂရက်ကဒီကျွန်တော်ရထားတာဆိုရင် chance အနေနဲ့ကြည့်မယ်ဆိုရင်ဒါ23ဂျေကုသိုလ်ငွေ20နဲ့မှ3ဂျေရတယ်အဲ့ဒီထဲကမှကျွန်တော်ဒါ short target က9ဂျေပဲရှိရဆိုတော့သူ့ရဲ့ဒီ commercial ring ကတော့နေနဲ့ထဲမှာတော့ပါတာဗောလေအဲ့ဒီမှာ short target 9ဂျေပဲရတဲ့ twin ကို3ခုအဲ့ဒီထဲမှာ penalty တစ်ခုပါဆိုတော့ဒီ commercial ring ဒီကုသိုလ်အားတွေကတော့ အရန်ကြီးတော့ကောင်းနေတယ်ထင်ပါလို့ဒါပေမဲ့သူ့ဆီကနေဘာရီကျွန်တော်ဒါမျောလင်းရတယ်ဆိုတော့တစ်ဖက်ခံစစ်ကိုဒီ auto position ဖြစ်အောင်ဆွဲချက်နိုင်တာမျိုးဟိုမှာ Manchester City နဲ့ဒီပွဲမှာမျိုးဆိုရင်ဒါ Martinelli ဂိုးရွာရဲဒါ Ibarochi အစီးပေးလိုက်တယ်ပေါ့နော်လှမ်းပေးလိုက်တဲ့အချိန်မှာကျွန်တော်ဒါသိထားမှာ Rodriguez ကဒီ offside position မှာ ဖြစ်နေတယ် offside position မှာဖြစ်နေတဲ့အတွက်ဒီဂိုးဘယ်လိုပြောဒီကစားမကိုမပေးဘူးဆိုရင်တော့မှဒါ City ရဲ့ခံစစ်ကတဖြည်းဖြည်း line နဲ့ line နဲ့သွားရင်သူက onside position ဖြစ်သွားမယ်အတွက် တေချာသူကဒီဘယ်လိုရောက်မလဲတယောက်ကတော့သူ့ကိုနည်းနည်းတော့ဒါကြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေတယ်အဲ့အခြေမှာဟိုဘယ်လိုပြောမလဲပေးလိုက်တဲ့ဘောလုံးကအရန်ပရိရတော့မပါပါဘူးအစည်းစက်နေထွက်သွားတဲ့ဘောလုံးက तू ဘယ်လိုပြော face တင်ထားတဲ့ဟာလဲဒီဘယ်လိုပြော martinelli စီပေးမယ်ဆိုတဲ့အပေါင်မျိုးတင်ထားပြရတယ်ပရိရတော့အရန်ကြီးတော့ပါရရလို့ကျွန်တော်ပြောနေတာမဟုတ်ဒါပေမဲ့ဒီသူ့လုပ်ကို तू လုပ်နေရဆိုတာပေါ့နော်ဒါ तू off the ball movement နေမှာလေအကောင်းဆုံးပုံစံ तू စူးစမ်းပေးနေတယ်နောက်ထပ်ကျွန်တော်ဒါဘောလုံးမပါတဲ့ runs တွေမှာကျွန်တော်ကြည့်မယ်ဆိုရင် your cross ကတိုက်စစ်ဒီတိုက်စစ်ဇုံထဲမှာဆိုရင်ဒါအများဆုံးပဲ ဒီ off the wall movement တွေကဒါပြိုင်ဘက်ခံစစ်ကတော့ပုံမှန်တက်တော့ပူပြီးမှအလုပ်ရှုပ်စီတယ်သူစီကနေကျွန်တော်တို့ unproduct တွေဖြစ်တဲ့ goal တို့ twin goal ဗာလဲ assist တို့ဒီနေရာတွေကတော့ကျွန်တော်တို့လောလောဆယ်တော့နေသေးရမယ်ဒါပေမဲ့အထီးသားကတော့ဒီတူလိုချင်တဲ့ပုံစံနဲ့ဒီပုံစံနဲ့ပဲဖြစ်ပဲခြင်းတယ်ကျွန်တော်ဒါပြိုင်ဘက်ခံစစ်တန်းကြားတွေအထူးဖြစ်တာစန်တာဘက်နှစ်ယောက်ကြားကိုသူအဓိကတည်ပြီးမှဒါအလုပ်ရှုပ်စီအောင်ပြေးနေရတာတခုကတော့ကျွန်တော်ဒါသူ့ရဲ့အားသာချက် နောက်တစ်ခုကကျတော့သူ့ရဲ့အားနည်းချက်မရှိပါသူ့ရဲ့အားနည်းချက်လည်းကျွန်တော်ဒါပြောကြရင်အများရှိပါတယ်အခုရောက်လာတဲ့ဒါအတင်းတအတင်းတကူစီကိုရောက်လာတဲ့တိုက်စစ်မှုတွေတွေအများကြီးရှိကြပါဘောနော်ဒါဝါတာမာဒီတို့နောက်တာဒီကျွန်တော်အစ်ဆက်တို့နောက်တာနော်ရှက်စကိုတို့နောက်တာအခီတီကီတို့ဒီကစားမိုင်းနဲ့ရှင်လိုက်တော့ကျွန်တော်ဒါယောက်ရက်စ်မှာဘာအားနည်းချက်ရှိတယ်ဆို close control wise ကျွန်တော်ဘောလုံးကိုညင်းညင်းသာသာနဲ့ဒါ silky movement မျိုး တိတ်ပြုတ်မှမတွေ့ရအောင်เนาะပျော့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 နဲ့ဘောလုံးကိုကောင်းကောင်းကင်နိုင်နိုင်မျိုးကြတော့ yorkress မှမတွေ့ရအောင် yorkress ရဲ့ဘောလုံးကြီးကကျွန်တော်ကြည့်မယ်ဆိုရင်တိတ်ပြီးမသေးတတ်တာတွေ့ရတယ်သူစီကနေခြေထဲရောက်ရင်ကျွန်တော်ဒါပရိရဲ့တိတ်ပြုတ်မှမရှိဘူးသူထွက်သွားမဲ့ဘောလုံးလမ်းကြောင်းကဟိုဘယ်ဘက်ကိုထွက်မလဲဆိုတာမျိုးကိုကျွန်တော်ဒါကောင်းကောင်းခံမှန်းလို့ရတယ်ခံမှန်းလို့ရနောက်ထပ်ဒီအားနဲ့ချက်ကကြတော့ဘဲညာတောင်ပံနှစ်ဖက်ကိုချိတ်ဆက်ပြီးမှကိုကိုတိုင်းက link up play လုပ်တဲ့ပိုင်း hold up play လုပ်တဲ့ပိုင်းကြတော့အဲ့လောက်ထိမကောင်းကျွန်တော်ဒါနောက်ဆုံးဒီဘယ်လိုပြောမလဲဖိုတာမာရီရိုးစင်ဒါအရက်မောင်းမြင့်နေခလန်ကလာကြီးနဲ့ ြီးရသိပြီးအဆင်မပြေဘူးဗျာဒါပေမဲ့သူတို့အလိုမျိုးအဆင်မပြေဘူးဆိုရင်တောင်မှဒီ watermark တွေကဒီ link up တွေ hold up တွေကြတော့ဒီ your crest style အလုတ်ဖြစ်နေတာလေးတော့ကျွန်တော်တွေ့ရပါလို့ပိုကောင်းတယ်လို့ကျွန်တော်ပြောနေတာပေါ့နော်လောလောဆယ်မှာ newcastle မှာပိုပြီးမှအလုတ်ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဖက်မှာ your crest ကတော့အဲ့ဒီဘိုင်းကတော့အားနေတယ်အဲ့ဒီဘိုင်းအားနေတဲ့အတွက် arsenal မှာကျွန်တော်ဒါကြည့်လိုက်မယ်ဆိုရင်သူစီကနေ900နိုင်တဲ့တဘောကကြတော့ဒီ direct play တွေကနေတစ်စစ် အာဆင်နယ်ကိုယ်တိုင်းကလည်းဒီပိုင်းကတော့ဒါ direct attack ကတော့မိနစ်ကရက်ဆာအများကြီးကိုပိုးပြီးမှသုံးလာတယ်ဒီအားဒီမှာဆိုရင်ဒီ direct attack သွားတဲ့နှုံးကဘုံပေါင်းတဲ့အပြိုင်ဒါ Premier League ရဲ့အများဆုံးအချိန်အများဆုံးအသင်းထဲမှာပါတယ်မိနစ်တုန်းကကျွန်တော်ကြည့်လိုက်တော့အာဆင်နယ်ကဒီ direct attack ကစားတဲ့ဟာက Premier League ရဲ့အောက်ဆုံးဒါအဆင့်78လောက်မှာဒီပါတယ် direct attack တော်တော်ကြီးကိုအားနေတယ်ကိုစီယာဘောလုံးမပြည့်ရေးကိုအရန်ကိုဦးစားပေးတယ်ကိုစီယာနေပြတ်သွားတယ်မှန်ပါတယ်ဟိုကျွန်တော်ဒါဒီနေ့ခင်မှာကျတော့ဘာကြောင့်မလဲဆိုတော့ ခြေတွေကဘောလုံးအကွာဝေးအဖြစ်ဗျာဂိုင်း20ဂိုင်း30ဂိုင်း40စသဖြင့်ကျွန်တော်ကိုခြေတွေကနေခန်းစစ်ကခြေဘောလုံးကတစ်ဖက်သင်းရဲ့ဒီခန်းစစ်ဇုံထဲကိုရောက်သွားပြီကိုယ့်အသင်းရဲ့တိုက်စစ်ဇုံပေါ့ဒီနည်းအားဖြင့်ကိုယ့်အသင်းရဲ့တိုက်စစ်ဇုံထဲရောက်သွားတယ်အဲ့ဘောလုံးကကိုယ့်ထဲကိုပြန်ရောက်ဖို့က20ဆက်က30ဆက်ကလောက်ပဲကျွန်တော်လိုတယ်ဟုတ်ချက်ချင်းကိုပြန်ရောက်နိုင်တယ်ဗျာအဲ့အတွက်အာတီလာကိုယ်တိုင်ကလည်းဒါကိုသတိထားပြီးတော့မှချင်းကတ်တဲ့အတွက်အရင်ယာစီတွေကတော့ဒီအာဆင်နယ်ကထားတဲ့အတက်သွားလာတော်တော်ကြီးကိုအားနေဒီယာစီမှာကတော့ဒီယော့ဂရက်က ဒီလိုလှုပ်ရှားမှုတွေကောင်းကောင်း run space နေတာလေတချောင်းနောက်တစ်ခုကတော့ကိုယ့်ရဲ့ကွင်းလယ်မှာမတူညီတဲ့ဒါဘယ်လိုပြောမလဲအည်သွေးတွေပေါ့လေပိုင်ဆိုင်လာတာလေတချောင်းဒီလိုတဲ့ Arsenal ရဲ့ direct attack လေပိုပြောမှအားကောင်းလာတယ်ပိုပြောမှအားကောင်းလာတဲ့အတွက်လေတနည်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ Jorgres ရဲ့လှုပ်ရှားမှုတွေကတော့ပါတာပေါ့လေ Jorgres ရဲ့အားနည်းချက်အနေနဲ့ကြည့်မယ်ဆိုရင်တော့သူဆီကနေတာ close control ပိုင်းအားနေတယ်ဘောလုံးကိုညင်ညင်သာသာနဲ့လက်ထွက်နိုင်တာမျိုး Pri ရဲ့ကြွယ်ကြွယ်နဲ့လက်ထွက်နိုင်တာမျိုးနောက်တစ်ခုကဘယ်ညာတောင်းမဲ့နှစ်ဖက်ကိုဒါ link up လေးလုပ်ပြီး chase up ဒါတွေကတော့အဲ့လောက်တော့မကောင်းဘူးဒါကတော့ကျွန်တော်ဒါ Jorgres ရဲ့ အားနည်းကြလို့ပြောမှာပေါ့ဟုတ်ကဲ့ပါအဲ့တော့ဘယ်ချမ်းမှာလဲသူတို့လောလောဆယ်အထိကျွန်တော်ထင်တာအာဆင်နယ်ကအပြေမရှာနိုင်သေးဘူးလို့ပြောရမှာတဲ့လောလောဆယ်မှာအာဒီတာအကြိုက်တွေ့နေတာထရော့ဆာကိုတောက်လျှောက်သုံးနေတာပေါ့နော်အဇေးကိုတောင်မှကွင်းလေခြားသုံးတာမျိုးရှိတယ်ဘယ်ချမ်းကိုကျွန်တော်ထင်တာအဇေးရောက်လာရင်အဇေးကိုပဲဘယ်ချမ်းမှာတောက်လျှောက်နေရပေးပြီးတော့စာကာရဲ့အဇေးရဲ့အလဲမှာရော့ဂရက်ရဲ့လို့ထင်ပေမဲ့မငြိမ်သေးဘူးပေါ့နော်ထရော့ဆာကိုတော်တော်ကြိုက်တယ်မာတင်နယ်လီဆိုရင်ဒီရာဒီမှာသူကစူပါဆက်လုံးလုံးဖြစ်သွားရဲဆိုတာနောက်ပိုင်းမှာအဇေးနဲ့ပို့ပြီးတော့တွဲဖက်ညီလာမယ်ဆိုရင်တော့တောင်မန်နေရနေသူ့ကို ဖန်တီးပေးပုံမျိုးတွေလုံနိုင်ရတော့သူလည်းပိုပြီးအခွင့်အရေးရလာနိုင်လို့ထင်တယ်နောက်တစ်ချက်ကအာဆင်နယ်ကဒီယာဒီမှာတော်တော်အားရစရာကောင်းတဲ့အချက်က defensive ပိုင်းပဲ defensive ကတိုင်ပွဲစုံဒါ10ပွဲနော်ချန်ပီယံလိနှစ်ပွဲဟုတ်တယ်ပရီးမီယံလိ9ပွဲတိုင်ပွဲစုံ10ပွဲမှာပီကို3ဂိုးပဲပေးထားရတယ်တိုက်စစ်ကဂိုး20ဆိုတော့ပြန်ပြချကြည့်မှာ10ပွဲမှာဂိုး20ဆိုတော့တပွဲကိုအနည်းဆုံး2ဂိုးရထားတယ်ဆိုတော့ तू တူတဲရဲ့စွမ်းဆောင်ရည်ကအားရစရာမဟုတ်ရင်တော့မှာတသင်းလုံးရဲ့ performance ကအရန်ကောင်းနေသေးရဆိုတော့ဒါကျွန်တော်တို့အများကြီးထောက်ပြရမယ့်ကိစ္စမဟုတ်သေးလို့ထင်တယ်ဒါပေမဲ့တိုက်စစ်မှုတယောက်မှာတော့အခုပြောသလိုပဲ ခိုးရဖို့လိုလာတယ်ပွဲဆက်တွေများများဂိုးပေါက်ပြောက်လာရင်ဖိအားတွေဝင်လာနိုင်လို့ဒီဟာကိုကြော်လာနိုင်မယ်ဆိုတော့အာဆင်နယ်ရဲ့တသိန်းလုံးစွန်းစားရအောင်မဆိုဘူးအဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီ defensive ကိုအရန်ပို့ပြီးတော့ဟိုအာဒီတာကပေါ့တနေ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 ့ပို့ပို့ပြီးအားဆိုင်လာတာနဲ့ရောဆိုင်မလားသူက defensive ကိုလုံးဝစိတ်ဆိုင်ပြူတယ်ကလင်းရှစ်တွေယူထားတယ်ဒီကတိမှာဆိုခုနှစ်ပွဲလားမသိဘူးเนาะကလင်းရှစ်ယူထားဆိုဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးပြောပြပါကျွန်တော်ကတော့ဒီဟိုယော့ကရက်စ်ရဲ့ဂိုးရနည်းတယ်ဆိုတော့ဘိုင်းမှာတော့ဒီ defensive ဟိုအာသားပေးတဲ့ဟာနဲ့တော့တိုက်ရိုက်တော့မဆိုင်ဘူး။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့အာတီတာကိုတိုင်းကလည်းဒီအရင်နှစ်တည်းကလည်းဒီလိုမျိုးလုပ်နေကြပဲ။ဟိုအဓိကတော့အားနေတဲ့ပိုင်းလေးမှာတော့ကျွန်တော်ဒါခဏတော့ကိုဆွေးပြောတာပေါ့။ကွင်းလယ်မှာနည်းနည်းလေးမငြိမ်တာ။ဟိုမှာအိုဒီကဆိုရင်အားလုံးတည်းတည်းပဲပွဲထွက်ခွင့်ရတဲ့၃ဘွဲ့လုံးမှာလူစားပထမပိုင်းမှာလေလူစားလဲရတယ်။အစည်းကလည်းကျွန်တော်ဒါနေရာဖြစ်မငြိမ်ဘူး။ငြိမ်သေးပြီဟုတ်တယ်။ကျွန်တော်အမြင်ရပြောမယ်ဆိုရင်တော့ဒီနံပါတ်8ကို left နံပါတ်8ကိုဖြစ်ဖြစ် right နံပါတ်8ကိုဖြစ်ဖြစ်ဒီနေရာတနေရာကိုကစားခိုင်းရင်တော့ပိုပြီးမှအဆင်ပြေ။ဘာလို့လဲဆိုတော့အစည်းစီကနေကျွန်တော် ဒီကိုယ်စီကပြတ်သွားတဲ့ဘောလုံးအရန်လိုက်နိုင်တဲ့အားမျိုးကျွန်တော်အခုမတွေ့ရဘူးဒီနောက်ပိုင်းသူစူးစမ်းတယ်စူးစမ်းပြီးတော့မှလိုက်နိုင်တာလေးတွေ့ဒါပေမဲ့သူ့ရဲ့ light အားလုံးက present pay အားလုံးကကျတော့ပျော့လို့ပျော့လို့နေတယ်ကျွန်တော်ဒါတစ်ခါကအစင်နေကစားမိုင်းနဲ့ no နဲ့ကျွန်တော်ကြည့်မယ်ဆိုအဲ့တော့အစည်းဟောကျတော့ဒီလိုမျိုး left number a right number a ကိုသုံးတာကကျတော့သူ့ရဲ့ present အားနဲ့ဆိုအတော်တော့ပဲဒီတောင်ပေါ်မှာကျတော့ပို့ပြီးတော့မှသူ present ပို့ပြီးတော့မှလိုအားလုံးပို့ပြီးတော့မှအားဆိုင်ရမယ်ခန်းစစ်ကိုပြန်ပြီးတော့မှဒလဝေါ်ပြန်ဆင်းရမယ်ဆိုရင်ဒါသူနဲ့တော့မကိုက်တဲ့အတွက်ဒီကွဲလယ်မှာကလည်းအဓိကကျွန်တော်ပြောချင်တာတော့ ီ attacking midfield ကိုတွားတဲ့အချိန်မှာ Arsenal ဟာတည်ငြိမ်တဲ့လူစင်းတည်ငြိမ်တဲ့အခင်းကြီးမျိုးကိုဒါလုံးလုံးစဲတွေ့သေးပေါ့မရသေးဘူးမရသေးတဲ့အခြေအနေတစ်ခုကြောင့်လည်းကျွန်တော်ဒီလိုမျိုးအခြေအနေဖြစ်နေရလို့ထင်ပါတယ်နောက်ထပ်ကျွန်တော်ဒါပြောရမှာတစ်ခုကတော့မဖြစ်မနေပြောရမှာကကျတော့အသင်းသင်းဟာရလတ်ကောင်းနေတဲ့အချိန်မှာကြာရင်တုံတောင်ခြေစွမ်းမကောင်းတဲ့ကစားသမားတစ်ယောက်က automatic ကဝင်နိုင်တယ်အဲ့ဒါတစ်ခုကကျွန်တော်လုံးဝမဖြစ်မနေကျွန်တော်ဒါပြောတကယ်လို့ ဒီအဆင်တွေကအခုဒါပြိုင်ပွဲရရမှာဒါကုဆွေးပြောလို့ဒါဆဲပွဲကစားတယ်ဆဲပွဲကစားရမှာလီဗာပူးနဲ့တပွဲတည်းပဲရှုံးတယ်မန်စီးတီးနဲ့တပွဲတည်းပဲတည်ကြတယ်ဂျန်ပွဲအလုံးနိုင်ဒီလိုရလည်းမဟုတ်ဖဲနဲ့စန့်ကျင်ဘက်ရလည်းတစ်ခုဖြစ်ကြည့်မယ်ဆိုသိကြပါတယ်ဒီမှာပေါင်64တန်းသာယောဂရက်ကလုံးဝလက်ညှိုးထိုးစရာကျွန်တော်ဒါဖြစ်သွားမှာအဲ့တော့ဘာဖြစ်သွားလဲဆိုတော့အသင်းရဲ့ system အသင်းရဲ့ရလက်ကလည်းကစားမဝယ်တော့ဒါအများကြီးကာဝယ်ပေးနိုင်တယ် ဒါကျွန်တော်ဒါဥမာရှင်ပြီးရှင်ပြီးကျွန်တော်ကြည့်မယ်ဆိုရင်အများကြီးပါပဲတခြားရလမကောင်းတဲ့အသင်းတွေမှာရောက်လာတဲ့ဒါတိုက်စစ်မှုတွေတွေကစားမတဲ့သူဝေဖန်တဲ့နှုံးတွေကျွန်တော်ကြည့်တတ်မယ်ဆိုဒါယောဂရက်နဲ့ဒီ twin go r ပမာဏချင်းကျွန်တော်ရှင်းနိုင်မယ်ဆိုရင်အရင်ကြီးကွာချားခြင်းမှာကွာချားနိုင်တယ်။ဒါပေမဲ့ဒါလည်းဆိုအသင်းကရလကောင်းနေရင်ကတော့ကောင်းဝေဖန်ရမရှိဘူး။ပြရမရှိဘူး။အဲရလကောင်းအောင်ဆက်ပြီးတော့မှတခန်းတခန်းနာနေတခုကနေကျွန်တော်ဒါပတ်မှုပေးနိုင်မယ်ဆိုရင်တော့လေဒီကစားမအောင်ဒီကောင်းတော့ဒီလိုလုပ်ပေးနေတာပဲ off the ball movement တွေမှာဒီလောက်ကောင်းတယ်ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ tight sit zone ထဲမှာ runs တွေကအချိန်ကြီးဘယ်လောက်ထိရှိတယ်ဆိုရဒီ step ဒီ step ဒီ step တွေနောက်တဲ့လေကျွန်တော်ကဒါသူ့အရေးချင်းကိုလည်းသူဘယ်လိုပြောမလဲ automatic ကဝယ်ပြီးသားဖြစ်တယ်တကယ်လို့ရလက်တာမခေါ်ရင်တော့အဲ့ဒါကြီးဟာအဟောတိကံဖြစ်သွားမှာနောက်ဆုံးရလက်မကောင်းရင်ဒီကစားမစီကခိုးဘယ်လောက်ရမလဲဆိုတာကိုပဲကျွန်တော်ကြည့်ရမယ်ခန်းစစ်မှုဆိုရင်ဒီကစားမစီကဒါ clearance တွေ tackling တွေနောက်တဲ့ clean sheet တွေဘယ်လောက်ရမလဲဒီပေတံနဲ့ပဲကျွန်တော်တိုင်းမှာဖြစ်တဲ့အတွက်လောလောဆယ်မှာတော့ ယောဂရက်ပေါ်အာဆင်နယ်ပြိတ္တတွေအပြစ်မမြင်သေးဘူးဆိုတော့ကျွန်တော်လည်းအတင်းရလာကောင်းနေရလဲပါတယ်တစ်ဖက်မှာသူကိုယ်ကလည်းစူးစမ်းပြောမှတော့ကစားပေးနေတယ်ဒီ unbroded တွေတော့သူစီမှာတော့မမြင်သေးဘူးเนาะဒါလက်ရှိကျွန်တော်တို့ဒါ Premier League မှာဆိုရင်ပွဲစဉ်ခွန်ပြီးကျွန်တော်တို့ဒါဒီ October လနိုင်ငံတကာပွဲတွေမဝင်ခင်စัจကြမှာယောဂရက်နဲ့ပတ်သက်ပြောမှာကျွန်တော်တို့ဒါလက်ရှိမြင်ထားတဲ့ပိုင်းလေးပေါ့လေဟုတ်ကဲ့ပါကွာအဲ့တော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ရောဟိုနည်းနည်းများဆိုင်မလားနည်းနည်းလေးသူ့ပုံစံကြီးอ่ะ ဟိုခနာကူတိစားပုံရနည်းနည်းပို့ပြီးတော့တာမန်ထက်ပို့ပြီးနည်းနည်းလေးနေတဲ့ပုံစံမျိုးပေါ့တချို့တချို့အပိုင်းလေးမှာအဲ့လိုဖက်ကနေထွက်ရမယ့်ဟာမျိုးတွေအခုပြောဆိုပါ close control နဲ့လှည့်ထွက်ရမှာမှာနည်းနည်းလေးလေးနေလို့မြင်မိတယ်ဒါပေမဲ့သူ့ထက်အကောင့်ကြီးရဲ့ကစားသမားတွေလည်းရှိပါတယ်ဒါဟာလန်တို့ဆိုရင်ဘယ်လောက်ထိဒီကိုခန္ဓာကိုယ်ရဲ့အားကိုသုံးပြီးပြိုင်ဘက်ကိုကြော်ဖြတ်တဲ့အပိုင်းတွေမှာပေါ့ဟာလန်တို့ကတကယ်ကိုဆရာဆိုတော့အဲ့တော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့အခုဟုတ်ပါတယ်ဒီအပိုင်းနဲ့ဆိုင်လာပါပေါ့အဲဆိုပြောလို့ဒါတော့သူ့ရဲ့ type ပေါ့နော်သူ့ရဲ့ type နဲ့လေကစားသမားတူးချင်းမှာမတူညီကွဲပြားတဲ့ type တွေရှိတော့ဒီဟာလေးလဲ ပါကောင်းပါမို့နောက်ထပ်မဖြစ်နေကျွန်တော်တို့ဒါပြောရမှာ your crest ကလည်းဒီ exact to နဲ့အတူတူပါပဲသူ brand ကလည်း exact to နောက်ထပ်ကျွန်တော်ဒီ new castle ရောက်သွားတဲ့ဗါလေဝစ်စာတို့ဝစ်စာတို့လိုမျိုးပဲရာဒီဂျိုကာလာမှာကျွန်တော်အသင်းဒီအသင်းဟောင်းနေတဲ့သူဟိုအချိန်ပြည့်ပေါ့နော်ဒါပုံမှန်လေ့ကျင့်ခန်းနေမစင်းထားတဲ့အတွက်ဒီလိုကာလာမှာဒီလောက်ထိကစားနိုင်တာတော့မဆိုးလို့ကျွန်တော်ဒါပြောလို့ရအာ your crest ဆိုလဲဒါ sporting list ပေါ်နေတဲ့သူရာဒီဂျိုဒါလေ့ကျင့်ခန်းကဒီတော်တော်လေးစခဲ့ပြီးကကြမှာ ဒါတော့တခုကတော့မလုပ်ဘူးထင်ပါတယ်ကျွန်တော်ထင်တာနောက်ဆုံးအာဆင်နယ်ပြောင်းကွာမှာရာသီဂျူလေ့ကျင့်ခန်းကြီးပြန်ယူစလုပ်တယ်ဆိုတော့ကြက်ခိုင်မှုပိုင်းရလဲကျွန်တော်နည်းနည်းလေးဝိတ်တက်နေတာမျိုးတို့အထလေးနေတဲ့ပိုင်းတို့ဒီပိုင်းတွေလည်းဒါရှိကောင်းတော့ရှိနေမယ်ဒါပေမဲ့သူ့ရဲ့ကစားဟန်တခုကကျွန်တော်ဟာလန်လို့နေတော့မတူဘူးပေါ့နော်ဟာလန်လို့တိုင်းမျိုးနေတော့မတူဘူးသူကနည်းနည်းလေးကြက်ခိုင်မှုအကောင်းတယ်ဥပမာဒီအိုလံပီယာကော့စ်နဲ့ပွဲများရဝါကူမျိုးကြတော့သူ့ရဲ့ကြက်ခိုင်မှုပိုင်းကြတော့အဲ့မှာတော့အသားဘယ်လိုပြောမလဲဟိုအသားရဝါပေါ့နော်တချို့ထွက်တဲ့ဘောလုံးမျိုးတွေ အလိန်ခေါင်းတဲ့ဒီ close control နဲ့ထွက်ရမဲ့ဘောလုံးမျိုးတွေကကြတော့ aggressive မှာတော့အကောင်းဆုံးပုံစံမျိုးတော့မမြင်ရသေးဘူးလက်ရှိမှာဆိုရင်ဒါ Liverpool က AKT ကိုကြတော့အဲ့ဒီဘိုင်းကြတော့တော်တော်လေးအားကောင်းနေအောင်ကျွန်တော်ဒါတွေ့ရတယ်ဖော်တာမာတွေလည်းဒီဘက်မှာအဲ့လိုဒီမဆိုအစ်ဆက်ကမိနစ်3ကတော့အရန်လုတ်ပြခဲ့လို့ဒါအစ်ဆက်နေအောင်ဝင်ယူရတဲ့ဖော်တာမာတွေအနေနဲ့တချို့ဒီ link up play hold up play မှာအစ်ဆက်လောက်ထိမကောင်းဘူးတူးချင်းလက်ထွက်တဲ့ဘက်မှာမကောင်းဘူးလို့ကျွန်တော်ဒါပြောလို့ရပါပဲသူမီ200တော့ဒါမဆိုးလို့ပြောလို့ရ Jogress ကတော့အဲ့ဒီဘက်လေးအားနေတယ်ဒီအားနေချက်ရှိပေမဲ့တခြားအသာချက်တွေကိုအထီတာဘလောက်ထိအသုံးပြနိုင်တယ်နောက်ထပ် ဒီကွန်းလယ်ပိုင်း unit မှာဘောဘလို့ဒီအထိုင်ကြောင်ပြီးစောင့်နိုင်မလဲဆိုတော့ကျွန်တော်ဒါကြည့်ရကြည့်ရပါဘောเนาะဟုတ်ကဲ့ပါကွန်းလယ်မှာလဲကျွန်တော်သူတည်ထားတာကဇူဘီမန်ဒီနဲ့ဒီကန်ရိုက်ကိုအဓိကတည်ထားပါเนาะအိုဒီကက်ကကြာအခုပြောသလိုပဲဒဏ်ရာကမကြာခဏရတယ်သူနေရာနေရာမှန်မရဘူးအဲ့နေထားတွေကလည်းဒီကွန်းလယ်မှာအခုပြောသလို unit တစ်ခုကိုတည်ချာချာခိုင်မှန်မှာတိဆောက်ဖို့တော့နည်းနည်းလိုနေသေးရတယ်ထင်တယ်ပြီးတော့ကျွန်တော်တို့ရှင်းမှာပြောခဲ့တဲ့ဘယ်ချမ်းပြဿနာပါเนาะဘယ်ချမ်းမှာဘသူ့ကိုပုံမှန်နေရာသုံးပြီးတော့အသင်းနဲ့အံဝင်ဝင်ကြဖြစ်အောင်ပူပေါင်းနိုင်မလဲပါเนาะဒါကလည်းကျွန်တော်ပွဲများများတွဲကစားနေမှာတယောက်တယောက်နဲ့က ပို့ပြီးတော့ဟိုအချိတ်ဆက်ကပို့မိလာမယ်နားလည်မှုပို့ရှိလာမယ်ဒီပိုင်းလေးလည်းလုံမယ်ထဲမှာအဲ့တော့ဂျော်ဂရန်နဲ့ပတ်သက်ပြီးဒါအခုအနေနဲ့အပိတ်အနေနဲ့ဘာများထပ်ပြီးတော့ဖြည့်ဆက်ပြောစရာရှိသေးလဲပေါ့ဒီကတော့ကျွန်တော်ဒါမာတိုအီကေတို့နော်ဒါဆာကာတို့ဂန်ဟဗက်တို့ပေါ့နော်ဒီကစားမားတွေဒါအလုံးကြက်ခံမှုပြန်ပြည့်လာတဲ့အခြေအနေမျိုးကြရင်တော့ဂျော်ဂရက်ရဲ့အခက်အခဲတာတခုကိုကျွန်တော်ဒီတဲ့ဒါလက်ရှိမြင်နေရတဲ့ ပုံစံနဲ့မတူညီတဲ့ပုံစံတစ်ခုမှကျွန်တော်တို့ဒါမြင်ရမယ်လို့ထင်ပါတယ်အဓိကတော့ကျွန်တော်ဒါတောင်ပန်နဖက်ဒီမှာအားကောင်းတဲ့ပုံစံနဲ့ချင်းကပ်လာနိုင်မယ်ဆိုရင်အာဆင်နယ်ကဒီယာဒီမှာထူးခြားလေတကွာမိနစ်ကလည်းဆိုင် cross ball တွေပို့ပြီးများလာတယ် open play ကနေ cross ball ကဒါမိနစ်၃ကဆိုရင်84ချိန်ပဲရှိရဒီနေ့ဆိုရင်တရအချိန်ပေါင်း130ကျော်လောက်ရှိရဆို open play ကနေ cross ball တွေပို့ပြီးများလာတယ်ဆိုတော့ကျွန်တော် your grace ကိုလည်းသူတို့ကိုယ်တိုင်ကဟိုအားကိုးခြင်းနဲ့ဆိုတဲ့သဘောမျိုးတော့ကျွန်တော်ဒါမြင်နေရပါဘူးအဲ့အတွက်ဒါတောင်ပန်တိုက်စစ်တွေမှာဒါပထမကျွန်တော်အစပိုင်းဆိုစာကမပါနိုင်ဘူး နောက်ပိုင်းကျတော့ဒါမာတူအီကင်မပါနိုင်ဘူးတကယ်တမ်းဆိုရင်တော့မာတူအီကင်နဲ့စာကာနဲ့ကကျွန်တော်ထင်တယ်ဒီဘဲညာတောင်ပန်တဲ့ဘက်မှာလက်ရှိကျွန်တော်တို့ကမြင်ရတဲ့ player ကတော့သူတို့နှစ်ယောက်ကတော့ဒါအကောင်းဆုံးလို့ကျွန်တော်တို့ဒါပြောလို့ရမှာထင်တယ်မာတီနယ်လီနဲ့ထရော့ဆော့ကတော့ဒီ super sub အနေနဲ့ပူပြီးတော့မှလည်းခြေစွမ်းပြနိုင်တယ်ပူပြီးတော့မှလည်းကိုးသွင်းနိုင်တယ်ဆိုတော့အာဆင်နယ်ကနောက်ပိုင်း plan ရတော့ဒီအင်္ဂလန်တောင်ပန်ကစားမနှစ်ယောက်ရဲ့အားနဲ့ဒီ Yorkress ကိုထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ဒီတဲ့ပို့ပြောကိုတင်အားကောင်းလာမယ်လို့ထင်တယ်အဓိကတော့ကျွန်တော်မဖြစ်မနေကျွန်တော်ပြောမှာအတင်းရလာကောင်းနေတာတော့ progress ကိုတင်အားကြတာပြဿနာမဟုတ်ဘူးအဲအတင်းရလာဆိုးလာတဲ့အချိန်မှာကြာရင်တော့အဓိကဂျင်းတဲ့ချက်ထဲမှာဟို liverpool နဲ့ပွဲလိုမျိုးပေါ့နော်ကျွန်တော်ဒါဂျင်းတဲ့ချက်ထဲမှာကိုကခိုးမသွင်းနိုင်တဲ့အချိန်မျိုးကြာရင်တော့အမျိုးပွဲများလာတယ်ဆိုရင် progress ကဒါပြောစရာတော့ဖြစ်လာမယ်လို့ဒါကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါ od gap ကလည်းဘလောက်နားမယ်မသိသေးဘူးဆိုတော့ od gap မရှိရင်သေချာတာအဇေးကကွန်းလေနေရာမှာစင်ကစားမယ်ဆိုဘယ်တောင်မှပြဿနာကိုလည်း တို့ဒါတပါတဲ့အဖြေရှာဖို့လိုလိမ့်မယ်ထင်ပါတယ်အခုတော့အခုလို့ဒါ program နဲ့ပတ်သက်ပြီးတော့ပြည်ပြည်စုံစုံပြောပြခဲ့တဲ့ကိုရရင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့ Yoga Rat ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေမှာလည်းပြည့်သက်တင်နဲ့ပြန်ပြီးတော့ဆုံညီပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။